မင်္ဂလာပါခင်ဗျရှေကုန်ခေတ်ကနေဒီမနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အချက်ဖတ်စစ်တပ်ရဲ့ဖမ်းဆီးချုပ်နှောင်မှုအတွင်စေကူတာခွင့်ညှင်းပယ်ခံရတဲ့မိခင်ဒေါအောင်ဆန်းစုကြည်အသက်ရှင်ရှင်မနေနိုင်မှာကိုစိုးရိမ်မိတယ်လို့တားဖြတ်သူကင်အဲရစ်ကထုတ်ပေါ်ပြောဆိုလာပါတယ်ရှေကန်ဘီမာအချက်ဖတ်စစ်တပ်ကအကြီးအကျယ်ဆက်ရှုံးပြီးသူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့လေး၃မြို့သာကျန်တော့ပြီမယ်ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် အိန္ဒိယနိုင်ငံနဲ့သူတို့စစ်တပ်ကဆက်လက်ဆွေးနွေးနေတယ်ဆိုပြီးခတ်တီတီနဲ့ထုတ်ပြန်လာပြန်တဲ့သတင်းပါဝင်ဒီကိမနက်ခင်းသတင်းတွေကိုတင်ဆက်ပြပါမယ်အခုပြမစုတ်တင်ဆက်ပြခြင်းတဲ့သတင်းကတော့အချက်ဖက်စစ်တပ်ရဲ့ဖမ်းဆီးချုံနောက်မှုအတွေ့ဈေးကူတာကွင့်ညင်းပယ်ခံနေရတဲ့မိခင်ဒေါအောင်ဆန်းစုကြည်အသက်ရှင်ရှင်မနေနိုင်ပါကိုစိုးရိမ်မိတယ်လို့တားဖြစ်သူကင်အဲရစ်ကထုတ်ပေါ်ပြောဆိုလာပါတယ်ဒါကတော့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့တားဖြစ်သူကင်အဲရစ်က သူ့ရဲ့မိခင်ဖြစ်သူဟာမြမအချက်ဖက်စစ်တပ်ရဲ့ဖမ်းဆီးချုပ်နှောင်မှုအတွက်ဇေကူတာကွင်ညစ်ပယ်ခံရတဲ့အတွက်အသက်ရှိရှိမနေနိုင်မှကိုစိုးရိမ်မိတဲ့အကြောင်းထုတ်ဖော်ပြောဆိုထားတာကိုအမေရိကန်အခြေစိုက် Time Magazine မှာစောင်းပါရေးသားထားတာဖြစ်ပါတယ်ဒါအပြင်အဲ့ဒီစောင်းပါထဲမှာမြန်မာနိုင်ငံကအချင်းထောင်တွေဟာနမဲဇိုးနဲ့ကြော်ကြားတဲ့အကြောင်းပြည်နယ်ခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေဟာထောင်ထဲမှာလစဉ်နှစ်ဦးနှုံသိမ်းဆုံးနေတယ်လို့လူအခွင့်အရေးအဖွဲ့တွေကပြောဆိုထားတဲ့အကြောင်းလက်ရှိမှာလည်းမြန်မာစစ်တပ်ကမတရားဖမ်းဆီးထားတဲ့ဒေါ်စန်းစုကြည်ကို စစ်တပ်ကစေကူတာခွင့်ညင်ပယ်နေတဲ့အကြောင်းအဲ့ဒီအတွက်ဒေါ်ဆန်းစုကြည်အနေနဲ့အသက်ရှိရှိမနေနိုင်မှကိုစိုးရင်နေရပြီးအမြန်ဆုံးပြန်လဲလွတ်မြောက်ဖို့ရောမိခင်ဖြစ်သူနဲ့ပြန်လဲတွေ့ဆုံနိုင်ဖို့မျှော်လင့်တဲ့အကြောင်းကိုပါတားဖြစ်သူ Kim Harris ကထုတ်ပေါ်ပြောဆိုထားပါသေးတယ်။လက်ရှိမှာလည်းမိခင်ဖြစ်သူဒေါ်ဆန်းစုကြည်ကို ပြန်လဲလွတ်ပေးဖို့တောင်းဆိုချက်ဟာကိုကြီးကိုတာကိစ္စတင်မကအမှန်တရားအတွက်လွတ်လပ်စွာပြောဆိုခွင့်မရှိတဲ့မြန်မာလူမျိုးတန်း90ကျော်ရဲ့ဘဝတွင်နဲ့လဲပတ်သက်တဲ့အကြောင်းကိုပါ ာဖြစ်သူ Kim Harris ကပြောထားပါသေးတယ်။ဒါအပြင်လက်ရှိမြန်မာစစ်တပ်ဟာဒေါ်ဆန်းစုကြည်အနိုင်ရခဲ့တဲ့ရွေးကောက်ပွဲကိုပယ်ချပြီးအခုအခါသူတို့စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲကိုကျင်းပဖို့ပြင်ဆင်နေတာကိုကဘာကြီးကနှုတ်ဆက်မနေတဲ့အကြောင်းနဲ့မြန်မာစစ်တပ်အနေနဲ့လည်းသူတို့လုံးမဲ့ရွေးကောက်ပွဲမကျင်းပမီမိခင်ဒေါ်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုပြန်လည်လှုပ်ပေးရမှာဖြစ်တယ်လို့ဒေါ်ဆန်းစုကြည်ရဲ့တာဖြစ်သူ Kim Harris ကပြောထားပါသေးတယ်။လက်ရှိမှာတော့ အသက်80ပြည့်နေပြီဖြစ်တဲ့လူတကောင်းဆောင်ဒေါ်ဆန်းစုကြည်အနေနဲ့မတရားဖန်ဆီးခံထားရတဲ့အကျဉ်းတောင်တဲမှာနှလုံးရောဂါအပါဝင်ကျန်းမာရေးဆိုင်ရာရောဂါဝေဒနာတွေခံစားနေရပြီးဟိုးအရင်အချုံနှောင်ကြခံရတဲ့အခြေအနေတွေနဲ့မတူတော့တဲ့အပြင်အရင်ကနေအိမ်အကျယ်ကျုပ်ကာလအဖြစ် နေအိမ်မှာနေထိုင်ရသေးပြီးမိသားစုနဲ့ပါဆက်သွယ်ခွင့်ရခဲ့ဘူးသလို အခုကမှတော့မြည်သည့်နေရာမှမသိတဲ့နေရာမှာမြန်မာအကြမ်းဖက်စစ်တပ်ကချုပ်နှောင်ထားပြီးတော့အရင်လိုမိသားစုနဲ့လည်းတွေ့ခွင့်မပေးဘဲအရာရာတားမြင့်ပိတ်ပင်ထားတယ်လို့ဒေါ်ဆတ်စုကြည်ရဲ့တပ်ဖြစ်သူ Kim Harris ကပြောထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့ ရှခိုင်းပြည်နယ်မှာအချက်ဖက်စစ်တပ်ကအကြီးအကျယ်ဆစ်ရှုံးပြီးသူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့လေး၃မြို့သာကျန်တော့ပြီမဲ့ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက်အိန္ဒိယနိုင်ငံနဲ့သူတို့စစ်တပ်ကဆက်လက်ဆွေးနွေးနေတယ်ဆိုပြီးခတီတီနဲ့တရင်ထုတ်ပြန်လာပြန်ပါတယ်။ဒါကတော့နိုဝင်ဘာလ6ရက်နေ့ကပဲရန်ကုန်မြို့မှာမြန်မာအိန္ဒိယဆွေးနွေးပွဲအမည်နဲ့ရေရှည်တည်တံ့သည့်တာယာဝါပြောမှုအတွက်မြန်မာအိန္ဒိယမိတ်ဖက်ဆက်ဆံရေးဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့မြန်မာစစ်တပ်ဘက်က မဟာဗျူဟာနဲ့နိုင်ငံတကာဒေသကြီးအဖွဲ့ဥက္ကဋ္ဌဦးတန်ကျော်အဖွဲ့ကဦးဆောင်ပြီးအိန္ဒိယဘက်ကတန်အမတ်တချို့နဲ့ဆွေးနွေးခဲ့တဲ့အကြောင်းကိုမြန်မာစစ်တပ်ကနေခက်တီတီနဲ့ထုတ်ပြန်လာပြန်တာပါအဲ့ဒီဆွေးနွေးပွဲမှာအချက်ဖတ်စစ်တပ်ဟာလက်ရှိရခိုင်ပြည်နယ်အတွင်းအိန္ဒိယမြန်မာပူးပေါင်းဆောင်ရွက်တဲ့ကရဒန်မြစ်ကြောင်းဘက်ဆောင်တုံးဖြတ်တန်းတည်ယူပို့ဆောင်ရေးစီမံကိန်းအကြောင်းအပါအဝင်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအစီအစဉ်တွေကိုပါဆွေးနွေးသွားတယ်လို့ထုတ်ပြန်ထားပါသေးတယ် အဲ့ဒီလိုအချက်ဖက်စစ်တပ်ကအိန္ဒိယနိုင်ငံသားအမတ်တွေနဲ့တွားတွေ့ပြီးရခိုင်ပြည်နယ်ကစီမံကိန်းဆိုင်ရာကိစ္စတွေနဲ့ဖွံ့ဖြိုးရေးကိစ္စတွေကိုဆွေးနွေးနေပြီမဲ့တကယ်တကယ်မြေပြင်မှာတော့ရခိုင်ပြည်နယ်တစ်ခုလုံးနှီးပါကိုသူတို့စစ်တပ်ကလက်လွတ်ထားရပြီးအရခတတ်တော် အေအေကသာတိမ့်ပိုက်ထိန်းချုပ်ထားတာဖြစ်တယ်လို့ရခိုင်ပြည်နယ်မှာသူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့ဟာနောက်ဆုံးလက်ကျန်၃မြို့သာကျန်တော့ပြီးအဲ့ဒီလက်ကျန်၃မြို့ဟာလည်းအရခတတ်တော်အေအေရဲ့ဝိုင်းပတ်ပိတ်ဆို့မှုကိုခံထားရတယ်လို့လော်လော်လက်လက်စစ်တပ်ကထုတ်ပြန်ထားတဲ့အထက် အိန္ဒိယမြန်မာအကောင့်ထဲပေါ်နေတဲ့ကလဒန်ဘတ်စုံတုံးစီမံကိန်းရဲ့ကလဒန်မြစ်ကြောင်းတစ်လျှောက်ကိုလည်းအာရခတတော် AA ကသာထိန်းချုပ်ထားတာပဲဖြစ်ပါလိမ့်။ဒါအပြင်တစ်ဖက်ကအာရခတတော် AA ကိုယ်တိုင်ကပါရခိုင်တပြည်လုံးကိုအပိသက်သိမ်းပိုက်နိုင်မှုလက်တကန့်အလုပ်ကိုရောက်ရှိနေပြီလို့လည်းအတိအလင်းထုတ်ပြန်ထားပါသေးတယ်ခင်ဗျ။ ဖက်မှာတော့ဂီနီပြည်နယ်မိုးပြဲမြို့အနီးမှာတိုက်ပွဲတွေအပြင်းထန်ကိုဖြစ်ပွားနေပြီးအချက်ပစစ်တပ်ကတော်တော်ကိုအတိနာနေတဲ့အတွက်လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေကိုအဆက်မပြတ်လုပ်နေတယ်လို့ဂီနီတော်လိုင်းရေးစည်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါရယ်နိုဝင်ဘာလ9ရက်နေ့ကဆိုရင်မိုးပြဲမြို့ပြင်ပတ်မှာစစ်ကြောင်းထိုးလာတဲ့အချက်ပစစ်တပ်နဲ့ဂီနီတော်လိုင်းရေးတပ်တွေအကြတနေကုန်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်ဆိုပါရယ် အဲ့ဒီတိုက်ပွဲအတွင်းမှာတင်စစ်တပ်ဘက်ကသေတဲ့သူတွေတန်ရရတဲ့သူတွေတော်တော်ကိုများနေပြီအထိနာနေတဲ့အတွက်လေကြောင်းပစ်ကူတွေနဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုအစမပြတ်လုတ်သွားတယ်လို့လဲကင်းဒီတော်လိုင်းစီးသတင်းရှင်းမိကပြောထားပါတယ်တစ်ဖက်မှာလည်းကင်းဒီပြည်နယ်ကမိုးပြဲလွိုက်ကော်ဒီမော့ဆိုဖရူဆိုနဲ့ဘောလခဲမြို့နယ်တွေကိုအကြမ်းဖက်စစ်တပ်ကစစ်မျက်နှာ၅ခုဖြန့်ပြီးထိုးစစ်ဆင်နေတယ်လို့ ကရင်နီတော်လရင်တက်တွေကလည်းတံပြန်တက်ခိုက်ချေမှုမှုတွေနဲ့နှစ်ဖက်စီရေးကတော့အပြင်းထန်ကိုဖြစ်နေကြတယ်လို့ကင်နီတော်လရင်စီရေးသတင်းအရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့မကွေးတိုင်းရင်းကျုံမြို့အနီးမှာ လန်ကင်းထွက်လာတဲ့အချက်ဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်တွေကကြပြတ်တက်ခိုက်ချေမှုမှုအတွေ့စစ်တပ်စစ်ကြောင်းမှာပါလာတဲ့ဗိုလ်တဦးအပါဝင်စစ်သား၃ဦးကတော့အသေးသေးတိတ်ကုန်ကြပြီသူတို့ရဲ့စစ်သားမသားအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုအသည်းအတန်တဲ့သွားကြတယ်လို့ရည်ကြုံမြို့နယ်ပကဖတာဝန်ခံကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့နိုဝင်ဘာလ9ရက်နေ့ကပဲရည်ကြုံမြို့အနီးစစ်တပ်တရင်၃ခုကြားမှာရှိတဲ့ပေကုန်းချေရဘကူအချက်ဖက်စစ်တပ်စစ်ကြောင်းကလန်ကင်းယူဖို့ဆိုပြီးထွက်လာတယ်ဆိုပါတယ် အဲ့ဒီအချိန်လမ်းမှာအတင်းစောင့်နေတဲ့တော်လန်ရေးတပ်တွေကစစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခြင်းမို့ရမှာစစ်တပ်စစ်ကြောင်းမှာပါလာတဲ့ဘုတအူအပါဝင်စစ်သား၃ကတော့အသေးသေးသိမ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီးတဲ့နောက်သူတို့စစ်သားမသားအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုအသေးအတန်တဲသွားကြတယ်လို့ဒီချုံမြို့နယ်ပကပတာဝန်ခံကပြောထားပါတယ်တရှိမကွေးတိုင်းကမြို့နယ်ဘက်တွေမှာတော်လိုင်းတက်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ခြင်းတွေအတွက်စစ်ကြောင်းထိုးတာတွေတွားပွားလုပ်နေပြီမြေ သူတို့စစ်တပ်ဘက်ကသာအခုလိုတော်လိုင်းတက်တွေရဲ့တံပြန်တက်ခတ်ချေမှုမှုကိုခံရတဲ့အခြေအနေတွေသာအမြင်လိုလိုကြုံတွေ့နေရတယ်လို့လေဒေတာတွင်တင်အရှင်မီကပြောထားပါသေးတယ်ခင်ဗျာအဖမတော့ထိုင်းမြန်မာနယ်စပ်တောင်ရင်မြေကန်အနီးမှာရှိတဲ့မြန်မာနိုင်ငံဘက်အချမ်းကစစ်တပ်လောက်ကန် BGF ဂိတ်တွေအပါအဝင်ကုံတွယ်ရိတ်ဂိတ်တွေကိုအချမ်းဘက်စစ်တပ်ကပဲဝင်ရောက်စစ်ဆေးတာတွေလုံနေပြန်တယ်လို့နယ်စပ်တင်အရှင်မီတွေစီကနေသိရပါတယ် လက်တော်မှာတော့အဲ့ဒီတောင်ရင်မြစ်ကမ်းနားမှာရှိတဲ့မြန်မာဘက်အချမ်းကကုံတွယ်ရိတ်ကိတ်အချို့မှာတရားမဝင်တယ်လာတဲ့ပစ္စည်းတွေကုံတွယ်နေလို့ဆိုတဲ့အကြောင်းပြချက်နဲ့အချမ်းဖက်စစ်တပ်ကဂိုဒေါင်တွေဒက်ထိကိုဝင်ရောက်ပြီးစစ်ဆေးတာတွေလုပ်နေတဲ့အပြင်ပစ္စည်းအချို့ကိုလည်းဖျက်ဆီးမှုတွေပါရှိနေတယ်ဆိုပါတယ်အဲ့ဒီတဝိုက်မှာကဂိတ်ပေါင်း90နီးပါးလောက်ကိုရှိသလိုအများစုကသူတို့စစ်တပ်လက်အောက်ခံ BGF ဂိတ်တွေပဲဖြစ်ပြီးအချမ်းဖက်စစ်တပ်ကတော့အဲ့ဒီဂိတ်တွေကိုတရားမဝင် ကုန်သွယ်မှုတွေရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့စစ်ဆေးမှုတွေလုပ်နေရမှာ ငွေကြေးတောက်ခံမှုတွေလည်းရှိနေသလိုအဲ့လိုတွေစစ်တပ်ကလုပ်နေတဲ့အတွက်ဈေးကွက်ပါလန့်ပြီးတော့ပစ္စည်းဈေးတွေတက်လာနေတဲ့အပြင်လက်ရှိအဲ့ဒီတောင်ရင်မြကန်းနာဂိတ်တွေမှာပစ္စည်းတွေမကူးရမတည်ရမတူလောင်ရဆိုတဲ့အမိန့်နဲ့ကိုတော်တဲ့ကပစ္စည်းတွေကိုပါစစ်တပ်ကဖျက်ဆီးသွားတာတွေလည်းရှိနေတယ်လို့မြောက်ရီမြို့နယ်ဒေသခံတအုပ်ကရှင်းပြထားပါတယ်အဲ့ဒီလိုအချက်ဖက်စစ်တပ်ရဲ့လုပ်ရက်တွေဟာ သူတို့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဆူဆူရွရွကိုဖြစ်နေပြီးနေဆက်ဂိတ်တွေကိုသူတို့စစ်တပ်ကသာထိန်းချုပ်တာတွေကုန်ပစ္စည်းတွေကိုကန့်သက်ပိတ်ပင်တာတွေကုန်သည်တွေစီကနေမတရားငွေညှစ်တောင်းရန်တာတွေလည်းတောက်လျှောက်ကိုလုပ်နေတာဖြစ်တယ်လို့ဒေသခံကုန်သည်တအူးကပြောထားပါသေးတယ်အဲ့ဒီနေဆက်ကုန်သွယ်ရေးတွေကိုဖျက်တော့ဖို့အတွက်ဆိုပြီးအကြမ်းဖက်စစ်တပ်ကထိုင်းမြန်မာချစ်ကြီးအမှတ်နဲ့တရားကိုယာယီပိတ်ထားတဲ့အချိန်မှာကုန်သည်တွေဟာတောင်းရင်မြစ်ဘေးတလျှောက်မှာရှိတယ်သူတို့စစ်တပ်လက်အောက်ခံ BGF ဂိတ်တွေကနေတဆင့်ကုန်စည်ကုန်တွေပေးပြီးတည်ယူပို့ဆောင်နေရတာဖြစ်တယ်လို့ အခုကအဲ့ဒီ gate တွေကိုပါစစ်တပ်ကသူတို့ပဲထိန်းချုပ်ချင်နေတဲ့အတွက်အခုလိုစစ်ဆေးမှုတွေလှုပ်လာနေတာဖြစ်တယ်လို့လဲမြရီမြို့နယ်ဒေသခံတွေကပြောထားကြပါတယ်ခင်ဗျာတပတ်မှာတော့မုံပြင်းနဲ့တထုံမြို့နယ်မှာရှိတဲ့အရတပ်ပြည်သူတွေနေထိုင်ရာခြေရွာတွေကိုအချက်ဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေကြောင်းကနေဘုံကျဲတက်ခိုက်သွားပြီးပြည်သူလူထိခိုက်ဒဏ်ရာရထားတယ်လို့ဒေသခံပြည်သူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ် ။ဒါကတော့နိုဝင်ဘာလ9ရက်နေ့ကပဲ။အချမ်းဖက်စစ်တပ်ဟာတထုံမြို့နယ်ကရသပြည်သူတွေနေထိုင်ရာနောင်ကတုတ်ကျေးရွာမယန်းကုန်းနဲ့ရွှေကြည်ကျေးရွာတွေဘက်ကိုဘာတိုက်ပွဲမှမဖြစ်ပဲဝိုင်းတွဲလေနဲ့လာပြီးဘုံတွေကျက်ချသွားတယ်ဆိုပါတယ်။အဲ့ဒီလိုအချမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အသက်50ဝန်းကျင်အရွယ်နောင်ကတုတ်ကျေးရွာနေပြည်သူတို့ဦးဒဏ်ရာရထားတဲ့အကြောင်းကိုလက်တလောတိထားရတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။ လက်ရှိအကြံဖက်စစ်တပ်ဟာနိုင်ငံတော်မှာသူတို့စစ်တပ်ကလက်လွတ်ထားရတဲ့တော်လိုင်းရေးတပ်တွေထိန်းချုပ်ထားရနေမြေတွေကိုပြန်လည်ရရှိရေးအတွက်ထိုးစစ်စင်နာတွေလုပ်နေတဲ့အချိန်အခုလိုတိုက်ပွဲနဲ့မဆိုင်တဲ့ရသပြည်သူတွေနေထိုင်ရနေရာတွေကိုပါပိတ်မထားပြီးရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်မှုတွေစက်တိုက်လုပ်နေမှုကြောင့်ရသပြည်သူတေဆုံးမှုတွေနဲ့အခုလိုထိခိုက်ဒဏ်ရာရမှုတွေဟာလည်းဆက်လက်မြင့်တက်နေစေပဲဖြစ်ပါလိမ့်ခင်ဗျ။တဖက်မှာတော့ မြန်မာနိုင်ငံမှာအချက်ဖက်စစ်တကြောင်မြန်မာပြည်သူတွေဟာဒုက္ခဆင်းရဲတွေခါးစီးခံရတဲ့အပေါ်ကုလသမဂ္ဂအနေနဲ့မပြတ်ကွက်တင့်ဘူးလို့တမန်ကြီးဥကြုံမထွန်းကကုလအစည်းအဝေးအတွင်းပြောဆိုလိုက်ပါတယ်။ဒါကိုတော့နိုဝင်ဘာလ6ရက်နေ့ကပဲအမေရိကန်ပြည်ထောင်စုညူယောင်မြို့ကကုလသမဂ္ဂရုံးချုပ်မှာပြုလုပ်တဲ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးရဲ့နှစ်စဉ်အစည်းအဝေးကစားကိုအပြန်အလှန်ဆွေးနွေးတဲ့အစည်းအဝေးမှာတမန်ကြီးဥကြုံမထွန်းကပြောသွားတာပါ။တရှိမြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ဖြစ်ပွားနေတဲ့မြန်မာပြည်သူတွေရဲ့ဒုက္ခဆင်းရဲတွေကိုစစ်အုပ်စုကစနစ်တကျတွက်ချက်ပြီးကျူးလွန်နေတယ်လို့စစ်တပ်ရဲ့အယတပြည်သူကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေနဲ့ရက်စက်ကြမ်းကြုတ်မှုတွေကြောင့်ပြည်သူပေါင်းများစွာနေရဆွန့်ခွာထွက်ပြေးတိမ်းရှောင်မှုအချက်အတဲတွေဟာလည်းမြန်မာစစ်အုပ်စုကပဲစနစ်တကျတွက်ချက်ပြီးကျူးလွန်နေတာဖြစ်တယ်လို့ဦးကျော်မိုးထွန်းကပြောသွားပါတယ်အဲ့ဒီလိုမြန်မာစစ်တပ်က ီသူတွေအပေါ်ကျူးလွန်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့အကျက်အတဲရဲ့ကြီးထွားမှုပမာဏဟာအလွန်အင်မတန်မှကြီးမားတဲ့အပြင်စစ်အုပ်စုရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကြောင့်ဆင်းရဲဒုက္ခရောက်နေရတဲ့မြန်မာပြည်သူတွေတဲမှာအထူးသဖြင့်အမျိုးသမီးတွေမိန်းကလေးငယ်တွေကလေးသူငယ်တွေဟာမှန်းဆမရနိုင်တဲ့ဒုက္ခဆင်းရဲတွေကိုခါစီခံနေရတယ်လို့တမကြီးဥကြုံမုံထုံးကထောက်ပြပြောဆိုတော်ပါသေးတယ်။အခုခါမြန်မာစစ်အုပ်စုဟာသူတို့ကျူးလွန်ထားတဲ့ရုပ်မှန်ရက်ဆက်ကြမ်းကြုတ်မှုတွေကိုဖုံးကွယ်ဖို့အတွက် အတူရောင်ရွေးကောက်ပွဲကူပါတနိုင်ငံလုံးလွှမ်းချုပ်နိုင်မှုမရှိလေသူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့ပေါ်လေးတွေမှာသာကွက်ပြီးမရရတဲ့နီးနဲ့လှုပ်ဖို့ကြိုးစားနေသလိုအဲ့ဒီလိုစစ်တပ်ကလုံးမဲ့အတူရောင်ရွေးကောက်ပွဲဟာတရားဝင်မှုလည်းမရှိသလိုတိတာထင်ရှားတဲ့အလိမ်ညာလုပ်ငန်းစဉ်တစ်ခုသာဖြစ်တဲ့အတွက်ပြည်တွင်းမှာမတည်ငြိမ်မှုတွေပုံမိုးတိုးပွားလာမဲ့အပြင်ဒုက္ခသည်တွေနဲ့နေရဆွန့်ခွာထွက်ပြေးတိမ်းရှောင်သူတွေဟာပိုပြီးတိုးပွားလာမှာဖြစ်တယ်လို့လည်းတမန်ကြီးဥကျော်မိုးထွန်းကထောက်ပြပြောဆိုတော့ပါတယ်အဲ့ဒီအတွက် မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်တပ်ကြောင့်မြန်မာပြည်သူပေါင်းများစွာဒုက္ခဆင်းရဲတွေခါးစည်းခံနေရတဲ့အပေါ်ကုလသမဂ္ဂအနည်းနဲ့မပြတ်ကွက်တင်တယ်လို့မြန်မာအကြက်အတဲ့အတွက်ရေရှည်တည်တဲ့နဲ့ငြိမ်းချမ်းရေးနီလန်းတွေကိုရှာဖွေနိုင်ဖို့နိုင်ငံတကာအတိုင်းဝိုင်းနဲ့ကုလသမဂ္ဂအနည်းနဲ့မြို့သားညီညွတ်အစိုးရ NG အပါအဝင်ပါဝင်ပတ်သက်သူအဖွဲ့အစည်းအားလုံးကိုထိတွေ့ဆက်ဆံဖို့လိုအပ်တယ်လို့လည်းတမန်ကြီးဦးကျော်မိုးထွန်းကကုလအစည်းအဝေးအတွင်းပြောဆိုတော့ပါတယ်ခင်ဗျာ ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီကမနက်ခင်းသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါကြည့်စုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ